ကလေးကလေးအချင်းမသိနဲ့ကလေးကြီးမှလူကြီးဖြစ်တာကလေးကောင်းမှလူကြီးကောင်းတာလူကြီးကောင်းမှလူကြီးကောင်းတာလူကြီးကောင်းမှအာလုံးကောင်းမှစကောမြေတရဲ့မပွေမြို့ကြီးဆိုင်အမရှိရှိချင်းမြတ်ဓမ္မဌာနချုပ်တမခါရှိရှိရဲ့ဓမ္မမူဘုံမူကြီးမြင်းဟင်းကို သူရဲကောင်မန်တန်ဝင်းတစေပြရဲ့အကြောင်းနိုဝင်ဘာ14ရက်ထုံးစစ်ကောင်မရှင်ထင်းကျုပ်သတင်းစာတွေမှာဖော်ပြပါတယ်။ရှမ်းမြောက်ဒေသနောင်ချိုမြို့တိုက်ပွဲကိုတိုက်ခိုက်ခဲ့တဲ့တပ်မတီတီဒုတိယတပ်မမူဗိုလ်မှူးကြီးမြင့်ရင်းကိုစစ်ကောင်ဆောင်တွေကပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်အတွင်းတပ်မရှိရှိတပ်မမူအဖြစ်ဂျာရူးတုံးမြင့်ပေးခဲ့ပြီးတဲ့နောက်စွမ်းရည်တစေပါထမှန်ပေးရခဲ့တာပါ။နောက်ချုံမျိုးကိုစစ်ကောင်မရှင်တပ်ဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းပြီးခဲ့တဲ့ဇူလိုင်လအတွင်းတပ်မတေတီဒုတိယတပ်မမှုဖြစ်တဲ့ဗိုလ်မှူးကြီးမြင်းဟင်းကမြို့ကတချို့ကိုလိုက်လံတွေ့ဆုံပြီ ထမင်းမှုတွေပေးတာနဲ့ဝါရပြန့်စည်းရုံမျိုးစုလာတွေလုံဆောင်ခဲ့တာအဲ့ဒီရုပ်တံဖိုင်တွေလည်းလူမှုကွန်ရက်တွေမှာပြန့်နေခဲ့တာပါလာလာတို့ရဲ့တို့ရဲ့တို့ရဲ့ကိုစစ်တရဲ့လက်ရလားဟုတ်လားစေးသားချောင်းနဲ့ပြီးဟိုဒီမှာတရင်းနေမှာ စေးမှုတွေပါတယ်ကြည့်ပေးမယ်နော်ဒါဒါအဖိုးနော်အေးဒါလေးနဲ့ဒါဓာတ်ပေါက်နော်ဒါဖွားနော်အေးနောက်ရှင်မျိုးကိုပြီးခဲ့တဲ့ဧပြီလမှာစစ်ကောင်ပြင်တက်ကအင်အားအလုံးရင်းနဲ့ထိုးစစ်အရှိန်မြင့်တင်ခဲ့ပြီး ဇူလိုင်လအတွင်းမှာမျိုးရင်းကနေတော်လိုင်းတက်တွေပြန်လဲဆုတ်ခွာပေးလိုက်ရပြီးတဲ့နောက်စစ်ကောက်ပြည်တပ်ဖွဲ့တွေကပြန်လဲထိန်းချုပ်ခဲ့တာပါအခုရောက်နေတဲ့တမမှုဟာနောင်ချိုမှာတန်ချက်ခါနဲ့ကိုယ်တိုင်တိုက်ခဲ့တယ်လို့ပြောနေကြပြီးဟောင်းမို့တော့မသိရဘူးလို့ဘခွေတမရှိရှိတမီသားစုဝင်တဦးကမြေလက်တံကိုပြောပါတယ်ဘုံမူကြီးမြင်းဟင်းဟာဆရာနာသိမ်းပြီးတဲ့နောက်တမရှိရှိရဲ့လေးဦးမြောက်တမမှုဖြစ်ပြီးရခင်တမမှုတွေနဲ့ဘုံမူကျုံမင်းထုပ်ဦးမှာဗမော်တိုက်ပွဲမှာတည်ဆုံခဲ့ကဘုံမူကျောအဟိုင်းဝင်က ဂျာရူးကဖြူချခံခဲ့ရပြီးဘုံမှုကျုံကျော်နိုင်ဦးကတော့လက်ရှိတောင်ကြီးမြို့အစီအစိုက်အစီပိုင်းနိုင်စစ်ဌာနချုပ်တိုင်မှုအဖြစ်ဂျာရူးတို့မြင့်ခံထားရတာလည်းဖြစ်ပါတယ်စစ်ကောင်ပြင်တက်ကစွမ်းရည်ပေါ်စိတ်ပြီးတာမှာနေပြီးတော့စစ်တိုင်မှုဘူဂျိုဆိုမင်းခိုးလဲအရှိရလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘူဂျိုဆိုမြတ်ထုတ်အပါဘူဂျုံငါဦးနဲ့နောင်ချူကြောင်းမင်းနဲ့ဒီဘောတိုက်ပွဲတွေမှာပါဝင်တဲ့စစ်ကောင်ပြင်တက်ဘက်ဝင်90ကျော်ပါဝင်ကြောင်းထုတ်ပြန်ထားပါတယ်